ရမတ်ချင်ရလို့အပြင်မှာလည်းကြီးကျယ်တဲ့ကြော်ထက်အောင်ပြိသက်များရှင်ကြော်ထက်အောင်ကလက်တလုံးမှာထုံလင်းပြသနေတဲ့ရမတ်ဇလန်ကျွဲမှာပအဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇလန်ကျွဲထဲမှာကြော်ထက်အောင်ကတတိသားအဖြစ်ကနေစင်ရဲသားဘဝကိုခုန်ကူးလိုက်ရတဲ့အတွက်မနေနိုင်ပဲပြန်ပြေးခဲ့ရတဲ့အဖြစ်ဖြစ်ပါတယ်ကြော်ထက်အောင်ကစင်ရဲတဲ့ကောင်မလေးနဲ့ယူသွားတဲ့အတွက် ဘဝရဲ့လောကဒဏ်ကိုကြုံတွေ့ခဲ့ရပါတယ်။ဂျာအိုကျော်ချန်အောင်ကနည်းနည်းလေးမှသီးခတ်နိုင်စွမ်းမရှိခဲ့ပါဘူး။တတိသားဖြစ်တဲ့အတွက်ဆင်းရဲတဲ့အိမ်မှာမနေနိုင်တယ်လို့ထမင်းကိုလည်းလက်နဲ့စားလာကအစာကိုယွနေတာဖြစ်ပါတယ်။ထမင်းစားရင်လည်းခရင်နဲ့ဇွန်ထဲမှာစားတတ်တဲ့အထည်ကိုကြီးကျယ်ခံထားရသူဖြစ်ပါတယ်။ဒါအပြင်ဆင်းရဲတဲ့အိမ်မှာအိပ်ရတဲ့အချိန်ဖျားရလဲရှာလွန်နေတဲ့အတွက်မအိပ်နိုင်ပါဘူး။ပြရှာလို့မအိမ်နိုင်လို့အိမ်ပေါ်ပြန်ချက်ပြီးတော့နေခဲ့ပြန်တာပါဒါအပြင်အဲကိုမရ ှိတဲ့နေရာမှာမနေနိုင်တယ်လို့ရေမွေးနဲ့မရှိတဲ့ဘဝမှာဘလို့မှမနေနိုင်ပဲဖြစ်နေတာပါ။ဒါကြောင့်မို့လူအများကကြော်ထအောင်ကိုကြည့်ပြီးတော့အားမလို့အားမရဖြစ်နေတာပါ။ဒါအပြင်အရန်ကိုကြီးကျယ်လွန်းနေလို့လည်းပြောဆိုနေကြတာပါ။တကယ်တော့ကြော်ထအောင်ကဇလန်းတွဲတဲကလို့အပြစ်မှလည်းတကယ်ပဲကြီးကျယ်လွန်းနေတာဖြစ်ပါရင်ဇလန်းတွဲတဲမှာတော့ကလို့ပဲအပြစ်မှအရန်တန်ပြန့်တာကိုကြိုက်ပြီးတော့ချမ်းသာတဲ့ဘဝမှာဒါနေကြတာဖြစ်ပါရင် အေကွန်လဲကြိုက်တယ်လို့ချမင်းစားလဲကြီးများတဲ့အတွက်ရမတ်ဇလန်တွဲထဲမှာကြော်ထက်အောင်ကဇက်နဲ့ဓာတ်ရိုက်ကြတော့တာဖြစ်ပါတယ်ကာရိုက်တာအရသရုပ်ဆောင်ရတဲ့အချိန်မှာအပြင်နဲ့ထပ်တူကြအောင်သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်အပြင်မှာလိုတတိသားပုံစံနဲ့နေပြရင်နဲ့ထပ်တူကြနေရဖြစ်ပါတယ်ဒီဇလန်တွဲမှာကြော်ထက်အောင်ကအဓိကဇက်ဆောင်လို့ဖြစ်နေတာပါကြော်ထက်အောင်ကသူ့ကိုပေးတဲ့ကာရိုက်တာကိုရအောင်ကြိုးစားထားတာဖြစ်ပါတယ်သရုပ်ဆောင်ရတဲ့အချိန်မှာလဲ အားလုံးကမောင်နှမတွေလိုဖြစ်နေတာမို့ကျိုးဆောင်တဲ့နေရာမှာအပူလိုမရှိဖြစ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ယမန်ဇလန်တွင်းနဲ့အပြင်အကျော်ထအောင်တို့မတူရတဲ့အကြောင်းပြချက်ကတော့ကျော်ထအောင်ကလောကကိုထိန်းတက်တာဖြစ်ပါတယ် ။လောဘနေပြီးတော့မတော်မတရားရမဲ့အဖြစ်မပြောင်းလဲသွားအောင်ကြောထက်အောင်ကထိန်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ကျောထောင်ကသူ့လောဘကိုတိတ်ချထိန်းသိမ်းနိုင်တယ်လို့အလုတ်ကိုယ်သားအယုံဆိုင်ပြီးတော့လုပ်တတ်ပါရင်ဒါကဇလန်တွေတွေကရမတ်တွေရှိတဲ့ character နဲ့꿰ပြားနေတာဖြစ်ပါရင်ဒါအပြင်ရမတ်ဇလန်တွေကလူအများကိုပညာပေးဖို့အတွက်လည်းဖြစ်ပါရင်ရမတ်ဆိုတာလွန်ကျွန်းသွားရင်ဘေးဖြစ်နိုင်တယ်ဆိုတာပြသကြနာဖြစ်ပါရင်ဇလန်တွေကလောင်ဘိုးတစ်ခုတည်းကိုရည်ရွယ်ထားတာမဟုတ်ဘဲ လောဘတွေသိမ့်များသွားရင်ကြောက်ဖို့ကောင်းတယ်ဆိုတာကိုခြားပြထားတာဖြစ်ပါတယ်။ရမက်ဇလန်တွင်းမှာချော်ထအောင်ကအရင်နဲ့မတူဘဲပြပြောင်သေးဦးဆောင်နိုင်တာကြောင့်ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ချော်ထအောင်ကဒီဇလန်တွင်းမှာသူစူးစမ်းနေတဲ့မြောက်ကိုတိချာအာယုံဆိုင်ပြီးတော့စူးစမ်းထားတာပါ။ဒါရိုက်တာမဲမင်းပုံကလည်း character တစ်ခုချင်းစီကိုပေါ်လျောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒါရိုက်တာမဲမင်းပုံရဲ့ဇက်ကိုဆိုရင်တော့စိုက်တဲ့ပရိသတ်တရာတော့ရမက်ဇလန်တွင်းကိုအားရပြီးတော့စောင့်ကြည့်နေကြတာပါ။ဇလန်တွင်းကလည်းရှိမှအပိုင်းကိုအထီး တာထွက်သေးတာဖြစ်ပေမဲ့ဂျပိုင်းချင်းစီမှာပရိသတ်အကြိုက်နဲ့ချက်တူကြအောင်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ကျော်ထအောင်က အဆီဇင်တင်ဆက်သူအဖြစ်ကနေပြုံးဆောင်လှုပ်လာတဲ့အချိန်မှာအနုပညာနယ်ပယ်မှာနေရာပေးခံရပါတယ်အခွင့်အရေးလည်းမကြခဏရတာကြောင့်တချို့ကလည်းကျော်ထအောင်နယ်ပယ်ဇလန်းတွဲတွေရိုက်ကြတော့မှလားဆိုပြီးတော့ပြောဆိုတာတွေရှိပါတယ်ကျော်ထအောင်ကတော့သူရတဲ့အခွင့်အရေးကိုအသုံးချပြီးတော့အရေးချင်းုံချပြနေရဖြစ်ပါတယ်ပရိသတ်ကြီးအနေနဲ့ကိုရမန်ဇလန်းတွဲတွေကကျော်ထအောင်ကိုသဘောကျရလားဆိုတာကောမလီထဲမှာရေးခဲ့ပေးပါဦးနောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်